ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ပြိုင်းစစ်ကေကြီးရွာမှာရှိတဲ့စစ်ကောင်စီကကင်းစခန်းကိုအာရခတက်တော်အေအေကတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အတွက်စစ်ကောင်စီဘက်ကအထိခိုက်များပြီးလက်နက်ခဲယမ်းတွေနဲ့တပ်သားအများပြားကိုဖမ်းဆီးရရှိခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်စီကတီးရပါတယ်။ပြီးခဲ့တဲ့ဇော်လ19ရက်နေ့မှာပြိုင်းစစ်ကေကကင်းစခန်းကို သိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်လို့ကြောက်ဖြူဒေတာခန်စစ်ရေးသတင်းရင်းမြစ်တို့ကပြောပါတယ်။ အာရခတ်တတော်အနေနဲ့ကြောက်ဖြူမှာရှိတဲ့ဒညာဝရီရေတပ်ဌာနချုပ်နဲ့အမတ်30နှစ်ရဲတပ်ရင်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေပြုလုပ်ခဲ့တဲ့အတွက်စစ်ကောင်စီဘက်ကအဲ့ဒီနေရာတွေမှာစစ်တားယာနဲ့ချီချထားပြီးအာရခတ်တတော်ရဲ့ထိုးစစ်တွေကို ခုခံနေရတာပဲဖြစ်ပါတယ်ဒါပေမဲ့လက်နက်ချသူတွေနဲ့အလင်းဝင်သူတွေဟာနေ့စဉ်ရှိနေတယ်လို့အာရခတ်တပ်တော် AA နဲ့နှိစက်တဲ့အမျိုးသားတအုပ်ကပြောပါဗျ။ ကြောက်ဖြူမှာဖြစ်ပွားနေတဲ့စစ်ကောင်စီတပ်နဲ့အာရခတပ်တော်ရဲ့ထိတွေ့တိုက်ပွဲတွေဟာတစ်ပုတ်တောင်ပြိုင်စိတ်ကင်းနဲ့ကတ်တပြေစတဲ့ကျေးရွာတွေနားမှာပုံမှုပြင်းထန်နေတယ်လို့လည်းသိရပါဗျ။